တိပါတယ်အဲ့လိုမျိုးဘယ်လိုပြောမလဲလိုက်မိုက်လို့ရှိရင်တော့မိုက်တဲ့အလျာတော့ခံရမှာပဲကိုကကိုအားအားပြကြပါဘူးဗျာအဲ့လိုအဲ့လိုမပြောဘူးအခုတော့မပြောဘူးအခုအေးသေးတယ်ကိုကငယ်တော့လည်းဖီးပြော်ကြီးပဲဖီးင်းပြော်ရင်ပြော်နေပျော့သွားတာပဲအားမလုံးမရဖီးရမပြောဘူးအခုအေးသေးပဲအခုကကွက်ကိုပဲကွက်ကလှုပ်လှုပ်ပဲဒါပဲလှုပ်လှုပ်တုတ်တုတ်တယ်ဟုတ်မသိတာမဟုတ်ဘူးတရှင်းနေတာသိရနမေမသိရ အဲ့ရှင်းဆိုတဲ့သဘောကတော့ခေါင်းစဉ်တော့မသိဘူးပေါ့။ဟိုနေရာကြားဒီနေရာကြားအကုန်လုံးကအဲ့ဒါဟုတ်တယ်ဘာလို့ဆိုတော့ငယ်တွေကကြားဘူးတဲ့ဟာကြီးပဲ။ခေါင်းစဉ်သိရဆိုတာဟိုဘာလို့ပြောရမလဲ။ဒါကကျတော့အဲ့လိုတရားရောက်ကိုလှမ်းပြီးနားထောင်စီခြင်းတဲ့သဘောပဲ။အဲ့ကျမှခေါင်းစဉ်ကြားအာဒီတချင်းကဒါအဲ့ရောက်ရှောက်ပြောနေတချင်းဆိုကြည့်ပြီးပါခေါင်းစဉ်သိတာ။ရှင်းဆိုကြည့်အော်။သဘောလည်းတော့မဟုတ်ဘူး။သဘောလည်းမဟုတ်ဘူး။ဆုံးနေပါရဲ့။နေကြစမ်း။ ီခေါ်ရလို့လို့ဒီခေါ်ရလို့ဒီခေါ်ရလို့အဲ့နေရာတော့ဒီကိုစိုးလေးတော်တော်စိုးယူရတယ်အမကြပါဘူးယာကျွန်တော်အမကြအောင်နော်ကော့ကော အားကြလို့လားကော့ကောအားကြတဲ့အချိန်တော့ရှိပါတယ်နောက်ကြည့်နေမယ်တွေ့တယ်ဒါမဲ့တော့ သိပါလေအဲ့လိုမျိုးဘယ်လိုပြောမလဲလိုက်မိုက်လို့ရှိရင်တော့မိုက်တဲ့အဲ့လျာတော့ခံရမှာပဲကိုကကိုရောအားအားပြကြပါဘူးဗျာအဲ့လိုအဲ့လိုအဲ့ဖီးရတာဖီးပြော်ကြီးပေါ့ကွာအဲ့လိုပြန်ပြော်ဘူးအခုတော့မပြော်ဘူးကွာအေးတူငယ်တော့အဲ့လိုဖီးပြော်ကြီးပဲဖီးပြော်ပြော်နဲ့ပျော့သွားတာပဲအားမလုံးမရဖီးရမပြော်ဘူးအခုအေးစေးပဲအခုကကော့ကိုပဲလုံးလုံးပဲဒါပဲလုံးလုံးတုတ်တုတ်တယ်ဒါပဲအဲ့ဒါအချက်နဲ့မတွေ့သေးလို့ကျွန်တော်လည်းသူ့အချက်နဲ့တိတိလိုက် YouTube ပိုင်းဖြစ်ကြမျိုးမချက်သေးတဲ့အချိန်ကြီးအိမ်ရောက်ပဲ ခြေပြီးတော့မှဟေးကြီးလာလိုက်တဲ့ဘယ်လိုကြီးနေမှန်းကိုမသိရမိုးလင်း10နှစ်လောက်အိုလိုက်တယ်ခြေတွေးဖြစ်တယ်ပြောနေပြီဟောပြောပြတာဟာဒါဖြစ်တတ်တယ်ဆိုတော့ပြောပြတာခြေလေးအိမ်ရလို့ရရလားမဟုတ်အိမ်ရလို့ရရပါလေကွာအရင်အိုဝါးစင်တော့အဲ့လိုနုပြိုစီတဲ့ຢာလေးနဲ့တော့ပြန်ထိန်းလိုက်တယ်အဲ့မဲ့ဒါမှကြောက်အဲ့လိုထိန်းတဲ့ balance ကသွားဟိုပါဘောသွားလိုပဲဗာလဲ Avenger ရတာနိုးဆိုပဲသွား balance တိတ်မမြတော့မမြတော့မြတော့သွားလိုလက်ဖြောက်ဒီမှရတာ အဲ့တော့ခြေနေအဲ့လိုဖြစ်သွားတယ်အဲ့တော့လက်ဖြောက်ဘလိုဒီရလဲချောင်းချောင်းချောင်းလက်ဖြောက်ဒီရရတယ်ဆိုတော့အဲ့လိုအဲ့လိုလက်ဖြောက်ဒီရတယ်မှာကိုလည်းအဲ့လို balance လေးလည်းမျှပြီးတော့အဲ့လိုနည်းနည်း ooh မင်းချင်းနေနည်းလေးယော့သွားရယ်ပေါ့နော်အဲနည်းလေးပြန်လဲနုပြောင်းဟိုအကွက်ဒီရှိတာအဲ့လိုဆေးရဆေးရအဲ့တော့ခုကြီးတော့နုပြောင်းနေတော့မယ်နုပြောင်းချင်းနေမရနေအောင်ဆေးပဲတစ်ခေါက်တော့မှပြောသေးရပါအပြင်သွားတော့ညဘက်အပြင်သွားတော့မနေ့ကငါညညညဘက်ပါလေငါကဒီနေ့တယ်ဆိုကြည်လုံးတွေကြာနေရလို့ထင်တာပဲပြီးတော့နှကမ်းမွေးကြီးနဲ့ဖြစ်နေတယ် အဲ့တော့နှကန်းဝင်တယ်မို့လို့တင်ပါဗီဒီယိုထဲမှာဗီဒီယိုထဲမှာမဟုတ်လို့ကဲဟာလာကဲအဲ့မှာမင်းကတိုက်တယ်အဲ့မှာတော့တော့သွားပြီမှာတော့သွားပြီလားကိုအဲ့လိုဘယ်လိုပြောမလဲကိုကတော့အစီအစဉ်ကတော့တက်တက်ဆိုပြီးဆွဲထားပါတော့ဒါပေမဲ့လို့အာဒီခစ်ကာလာအခြေအနေအရာရောကိုလှုပ်ချင်တဲ့အရာလေးတွေရောတစ်ဖက်ကလှုပ်ပေးချင်တဲ့အရာလေးတွေကနည်းနည်းလေးအလိုမျိုးပေါ့နော်ဒီ target tag ကိုနည်းနည်းလေးမြင့်နေတော့ကြမှာတော့အချိန်ကြီးတော့နည်းနည်းရောထိုက်ချင်ရသည်ပေါ့ကဲလို့အဲ့ target ကိုပြည့်ပြီးကြော်သွားရဲဆိုလို့ရှင်တော့ လာထားအပွားပဲလာပြီလေအခုအတက်ကလေးတော့သွားနေသေးဖြည်းဖြည်းမှန်မှန်ပေါ့လိန်တဲ့ကိစ္စရကြတော့ကျွန်တော်မဟုတ်တော့ဘူးဟိုပါရဒါတော့ကျွန်တော်ကအဲ့လိုခက်ဆက်ဆက်ဖြတ်တန်းလာခဲ့တဲ့အဲ့လိုလိန်မီမျိုးစုံပေါ့အဲ့ဒီပုံမှာမှအဲ့လိုမျိုးတော့တိတ်မလိန်တဲ့လူနဲ့ဘောင်းမီသွားသည့်ပေါ့ကွယ်အဲ့မှာမှဒီစခရစ်လေးထွက်လာသည့်ပေါ့အဲ့လိုကျွန်တော်ကတော့အဲ့လိုအစတော့စဉ်းစားမလိန်တဲ့ဟာမျိုးလုပ်မယ်ဆိုတဲ့အချိန်မှာမလိန်တဲ့ဟာကိုလုပ်တဲ့လူကတကယ်မလိန်တဲ့တော့လိန်နီးတွေကြတော့သူစီကတင်ရတယ် ဟိုပြန်တင်ပေးရတာပေါ့အမတောက်လျှောက်ပဲအဲ့လိုတို့လိန်ကြီးလိုက်ကြသေးရအဲ့ဒါရိုက်ချင်တော့ကိုရီတကယ်လိန်ဘယ်လိုဖြစ်မလဲဆိုကိုရီလိန်ကြီးကြပြီပေါ့အဲကျွန်တော်တို့ကပရိသတ်တွေတော့ပေးဆက်တာပါဒါကသူလည်းတကယ်လိန်ချင်လို့မဟုတ်ပါဘူးကျွန်တော်တို့ကဒီဗီဒီယိုတိတိလေးတော့လည်းကျွန်တော်တို့ကတကယ်လုပ်ကြည့်ပါတကယ်လုပ်ကြည့်ရတယ်ပြန်မတကယ်လိန်ကြည့်လိုက်ခဲ့ပေါ့ကမ္မလေးပဲခါပါတော့ကမ္မလေးကိုကအမှန်တော့ကိုယ့်ဟာနဲ့ကိုလှုပ်ရှုပ်နေမှာအောင်သိရမလားအမှန်သူ့လွမ်းမှုလည်းမအောင် ဲ့အချိန်မှာသူကလိုချင်တာအင်းခဏရောငါလွမ်းနေတယ်ကိုကအဲ့အချိန်မှာမဟုတ်ဘဲနဲ့သွားပြီးဟာမလွမ်းဝင်အာကိုဟာကောရာလို့ကုန်ပါဦးပြောလိုက်ရယ်မှန်တယ်ဗျလောင်ပြီကိုကအဲ့လောင်လောင်မခံစားနိုင်ဘူးသူ့ဘက်ကလည်းပျော်စီခြင်းသွားတယ်ကိုဒါကိုကိုလည်းလွမ်းနေဟဲ့ဆိုတော့ဘာမှမဟုတ်ဘူးအဲ့အဲ့လိုလိန်လာရဆိုတော့လိန်ပါတယ်လို့အဲ့လိုတော့စေတနာတော့ရှိပါတယ်အမြဲကြည်စီခြင်းနဲ့စေတနာဒါပေမဲ့မတက်တာလေးပဲပေါ့နော်ကျွန်တော်တို့ကနည်းနည်းတစ်ခါတည်းကြရင်လည်းအကြာကြီးပြောင်းရင်လည်းပျောက်တာပေါ့နော်ဒါပေမဲ့တင်တဲ့အာတိုင်းကိုတော့ အပြီးဟိုကတော့ကြိုးစားပြီးတော့လုပ်ပါတယ်တစ်ခုလုံးပေါ့နော်ဗီဒီယိုတစ်ခုလုံးမှာပြစ်ဆက်ခတ်တော့ဘယ်တော့မှမလုပ်ဘူးစကားတစ်လုံးချင်းစီရောဒီ3မိနစ်5မိနစ်ဆိုပေမဲ့ဒီတစ်ခုလုံးရဲ့အချိန်ဆက်တွေရောအကုန်လုံးတိချာတိချာစဉ်းစားပြီးမှလုပ်တာပေါ့နော်တင်တာတော့နေကောင်းနေလိမ့်မယ်ဒါပေမဲ့အဲ့လိုမျိုးတိချာလေးလုပ်ပါတယ်နေရတော့အဲ့ဒါတော့အားမခံပါဘူး